လူတွေဆိုတာတယောက်တည်းနေကြတာမဟုတ်ဘူးအ ਨੇ စုံမိသားစုအလိုက်နေကြတာမိသားစုဆိုတာလူအဖွဲ့အစည်းမှာအသေးဆုံးဆိုဆိုင်ရတီလူအဖွဲ့အစည်းပဲဖြစ်တယ်မဟုတ်အိန္ဒိယမှာမိသားစုနေထိုင်ကြပြီဆိုလို့ရှိရင်တူနဲ့တူကျင့်နှမှုမကျင့်နှမှုတွေဆိုတာ ဖြစ်ပေါ်လေးရှိနေရှိတတ်တယ်ပေါ့အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာจิตနှမှုမจิตနှမှုတွေပေါ်မှာဘယ်လိုဖြည့်ရှင်းရမယ်ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတာပဲဖြစ်တယ်ဒါကြောင့်ဘုနေဆင်ဘုရားမှာမိသားစုထဲမှာနေနေမိမိရက်ွက်ထဲမှာပဲနေနေမြို့နယ်တနေထဲမှာပဲနေနေ ဘယ်သူတွေနဲ့ပဲဆက်ဆံရဆက်ဆံရဆက်ဆံရတဲ့အခါမှာလူအတိုင်းဝိုင်းရောက်ရှိနေထိုင်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမှာမရှောင်လွဲနိုင်တဲ့အဖြစ်ပြက်တွေကကျုံလာနိုင်တယ်ဖြစ်တယ်အဲဒီလိုကျုံလာလို့ရှိရင်ဘယ်လိုစိတ်နေထားစိတ်နေသဘောထားတွေထားရမလဲဆိုတာဟာအရေးကြီးတယ်တဦးတယောက်တည်းနေကြတာမဟုတ်လို့ အတိုင်းဝိုင်းနေနေတဲ့အခါမှာမကြုံဘူးဆိုတာမရှိဘူးကြုံလာမှာဖြစ်တယ်အရှုပ်ထဲမှာဘလို့ရှင်းအောင်နေမလဲအခက်ခဲထဲမှာ လွယ်ကူအောင်ဘလို့နေမလဲပူလောင်နေတဲ့အထဲမှာအေးမြအောင်ဘလို့နေမလဲဒီအရေးကသာလေအမတန်မှအရေးကြီးတာဖြစ်တယ်အရှုပ်ကိုရှောင်ထွက်သွားလို့လည်းမရဘူး အပူကိုအေးအောင်ပတ်ဝန်းကျင်ကိုလုပ်အောင်လုပ်လို့လည်းမရဘူးအရှုပ်ထဲမှာပဲမိမိကိုယ်တိုင်ကဘယ်လိုနေထိုင်ရမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနိုင်ယူမှတ်သားရမှာဖြစ်တယ်တုံးတူနေစဉ်ကြုံတွေ့ကြတဲ့အခါမှာအစဉ်ပြေတဲ့အခါရှိတယ်လို့အစဉ်မပြေတဲ့အခါရှိတယ်မြတ်စွာဘုရားက ဟောတော်မူတဲ့ဒေသနာတော်ထဲမှာအခေါ်စီမံဒီလူဟာငါကိုဆဲတယ်အဝတိမံဒီလူဟာငါကိုနှိပ်စက်တယ်အဟာတိမေငါပစ္စည်းကိုအနိုင်ကျွန့်ယူတယ်လို့လူတွေမှာလူအတိုင်းဝိုင်းထဲမှာကြုံတွေးလေကြုံတွေးထရှိတဲ့ သဘောတရားတွေဟာတရမဟုတ်တရလူတိုင်းလူတိုင်းဟာကြုံတွေ့ပြီးကြောင်းဆဲသွားတယ်ငါကိုဆဲသွားတယ်ငါကိုရိုက်တယ်ငါရဲ့ပစ္စည်းကို မတရားယူသွားတယ်ဒါတွေမကဘူးနမူနာအနေနဲ့ထုတ်ပြတာငါကိုဘလို့လိန်သွားတယ်ငါပေါ်မှာဘလို့ကလိန်ကျသွားတယ်ငါဒုက္ခရောက်အောင်ဘလို့ချွန်တွန်းလုပ်သွားတယ်ဆိုတာစီ လောကမှာလူတယောက်ခက်ခဲကျုံးလာတဲ့အခါမှာတစ်ဖက်သားရဲ့လှုပ်ဆောင်မှုကြောင့်ဆင်းရဲဒုက္ခရောက်လာတဲ့အခါမျိုးရှိတယ်။အမြဲတမ်းတူနဲ့တူဆင်ပြေးနေကြတာမဟုတ်တော့ဆင်ပြေးတဲ့အခါဆဲမဲအော်မဲငေါက်မဲဒါတွေကျုံးလာလိမ့်မယ်။အဲ့ဒီလိုကျုံးလာတဲ့အခါမှာတဲ့လူတွေရဲ့စိတ်နေသဘောထားအများစုကဘာဖြစ်လဲဆို ရေစတံဥပနရှန်တိဒီကောင်ငါဆဲသွားတယ်ဆိုတာကိုရင်ထဲနှလုံးထဲမှာဆွဲနေအောင်အန်ကျိတ်ပြီးတော့မှတ်ထားတတ်တယ်လူတွေကဆဲသွားရင်မကျေနပ်ဘူးငါဆဲတယ်ဆိုအဆဲခံရတဲ့လူကအခဲမကျေဘူးအဝဲထိမှန်ငါကိုရိုက်ပုတ်တယ်နှိမ့်ဆက်တယ်ဆိုရင်လေအရိုက်ခံရတဲ့လူကမကျေနပ်ဘူး တခွေတွေ့မယ်လို့အန်ကျိတ်ပြီးတော့အခွင့်အရေးကိုစောင့်နေတတ်တယ်။အဟာတိမေငါပစ္စည်းမတရားယူသွားတယ်။ငါပစ္စည်းခိုးသွားတယ်သတ်တယ်။ဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲမကျေနပ်ဘူး။ရေစတံဥပနရှန်တိကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ အခဲမကျေဘူး။ တိမှတ်ထားတတ်တာလူရဲ့သဘာဝပဲဖြစ်တယ်။အဲ့ဒါလိုတိမှတ်ထားမယ်ဆိုလို့ရှိရင်ညရသော်ဗျာဝေရံတေသနာဥပတမတိအဲ့ဒါလိုတိမှတ်ထားမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအညုအတေအမုန်းတရားတွေဟာပြေပြောက်သွားမှာမဟုတ်ဘူးတဲ့ ရှင်တွေကမုံနေတဲ့အမုံတရားဟာလူတိုင်းလူတိုင်းမှာရင်ထဲမှာဖြစ်ပေါ်လာတဲ့အမုံတရားဟာစိတ်ချမ်းသာမှုကိုပေးနိုင်တာမဟုတ်ဘူးမုံစိတ်တွေလွှမ်းမိုးနေပြီဆိုရင် အခဲမကြီးတဖြစ်တောင်းတောင်းတောက်တခေါက်ခေါက်လူတွေဟာမကြည်မနှက်တွေဖြစ်ပြီးစိတ်ဆင်းရဲမှုကိုအမြဲတမ်းခံစားနေရတာဖြစ်တယ်ဒါလူအတိုင်းဝိုင်းမှာဖြစ်လိဖြစ်တာရှိပေါ့နော် ဝေရံတေသနာဥပသမတိအဲ့လိုအခဲမကြီးရင်ထဲမှာမှတ်ထားမယ်ဆိုလို့ရှိရင်နဲ့ရှံညိုးဆိုတာမပြေဘူးရှံညိုးဆိုတာဟာအတုပ်အလက်ဖြစ်လာတတ်ဒုတိယကအနိုင်ယူသွားလို့ရှိရင်နောက်တစ်ခွေ့ကျတော့ခံရသူကအနိုင်ရပြန်ဟိုနောက်တစ်ခွေ့ကျတော့ ခံရသူကအနိုင်ရပြီးတော့လုံသူကအရှုံးဖြစ်သွားပြန်ဟိုနောက်တစ်ခွေရောက်တဲ့အခါခံရသူကအနိုင်ရပြန်တယ်လုံသူကအရှုံးဖြစ်သွားအတုံးအလှဲ့ဆိုတာဘယ်တော့မှပြေပြောက်သွားမှာမဟုတ်ဘူးအမုန်းတန်တရာရန်ရန်ညိုးတန်တရာကြီးဟာမဆုံးနိုင်အောင်ဖြစ်သွားနိုင်တယ်အဲ့ဒီရန်ညိုးရန်စားတွေကိုဘယ်ပုံပဲနှိဖြတ်ရမလဲ မြတ်စွာဘုရားဒါဘုန်းကြီးတို့တွေနေစဉ်ဘုရားမှာတနေ့မဟုတ်တနေ့ဂျုံတွေ့ကြလို့လက်တွေ့လိုက်နာရှင်းသုံးရမှာဖြစ်တယ်မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးပြီးဟောတဲ့အခါမှာအကုစီမံအဝတိမံဇီနီမံအဟာတိမေရေစတံနုပနရှန်တိဝေရန်တိတုပတမတိ ဒီလူဟာငါ့ကိုဆဲတယ်ဒီလူဟာငါ့ကိုရိုက်နဲ့စော်ကားတယ်ဒီလူဟာငါပစ္စည်းကိုမတရားယူသွားတယ်အဲ့ဒါလို့အတွေးတွေနဲ့ရှင်နေနှလုံးထဲမှာဒီအတွေးတွေကိုရှင်ထဲမှာသိမ့်မထားပဲနဲ့မေ့ပြောင်ပြက်လိုက်တယ်ရှင်ထဲမှာမထားဘူးမေ့ထားလိုက်တယ်အညိုတေးတွေမလုတ်ဘူးဆိုလို့ရှိရင်တဲ့ ဝေရန်တေတုပတမတိသူတို့မှာယံညိုးယံစာဟာပြတ်သွားတယ်ဆက်ပြီးတော့အတုံးအလှဲ့နဲ့ကလဲစားချင်းနေကြမှာမဟုတ်ဘူးရှင်ထဲမှာလည်းအညိုတီမထားသည့်အတွက်ကြောင့်ရှင်သူဆိုတာအတိမပြုတ်ထားတာမဟုတ်သည့်အတွက်ကြောင့်တိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့စိတ်နှလုံးအေးချမ်းလို့တူတူ ရံပဲမပြုတ်ပဲနဲ့ငြိမ်းချမ်းမှုကိုခတ်ရရှိမှာဖြစ်တယ်လို့မြတ်စွာဘုရားကတကယ်ငြိမ်းချမ်းရေးလမ်းစဉ်ကိုဟောပေးတာဖြစ်တယ်လူဟာတငယ်ချင်းနှစ်ယောက်ပဲဖြစ်စေမကျင်နှမှုတွေနဲ့အညိုတည်ရင်ထဲမှာထားပြီဆိုရင်ဒီတငယ်ချင်းနှစ်ယောက်ဟာတဦးနဲ့တူရန်သူအဖြစ်ရောက်သွားတာသားနဲ့အမိမှလည်းပဲအညိုတည်ထားလို့ရှိရင်ရန်သူဘဝရောက်သွားတာ အဖေနဲ့သားရန်သူဘဝရောက်သွားကြညီကိုမနှမအချင်းချင်းလည်းရန်သူဘဝရောက်သွားကြအဲ့ဒါလို့အချင်းနေစိုးတွေဖြစ်မသွားရအောင်အညိုးတေးတွေမထားဘဲနဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်းမေးပြောက်ခြင်းဖြင့်ကြုံတွေ့နေရတဲ့မကျင်နှက်ဖွဲ့ရာ အနိဋ္ဌယုံတွေကိုရှောင်လွှဲရမယ်လို့မြတ်စွာဘုရားတည်တော်ဟောတာ ဒါတခုတည်းသောနိလံပဲဖြစ်တယ်ဗောလောကသားတွေကကိုယ်ဆဲသွားတာကိုတိခံရမယ်ခွင့်လွှတ်ရမယ်ဆိုအလွန်ခဲရင်းတဲ့ကိစ္စတခုဖြစ်တယ်မကြေနိုင်မချမ်းနိုင်ဒီလူငါ့ကိုစော်ကားတယ်ဆဲရည်တယ်ဆိုတာရှင်ထဲမှာဆွဲနေအောင်မှတ်ထားပြီးဘယ်တော့မှမမေ့နိုင်ဘူး တနေ့တခွေတွေ့လို့ရှင်ဒီလူကိုဒုက္ခပေးဖို့ပဲအခွက်ချောင်းနေထက်တယ်။မြတ်စွာဘုရားသူတော်ကောင်းတွေရဲ့အမြင်ကြတော့ဒီလိုမဟုတ်ဘူး။မိပြလိုက်ရှင်နေမှာမှတ်မထားနဲ့။ရှင်နေမှာမှတ်ထားခြင်းအပြင်ကိုယ်မှာအစိတ်တောက်တစ်ခုကိုယ်ကိုအန္တရာယ်ပြုမဲ့အန္တရာယ်ကြီးကိုတိမ့်ထားတာနဲ့အလားတရန်တူတယ်။ အန္တရာယ်ကိုတိမ့်ထားတဲ့လူတွေကိုမွေပွေးကပိုက်ပိုက်ထားတယ်လို့ပြောကြတယ်။မပွေးကပိုက်ပိုက်ထားတာကမှမွေကိုင်းလို့သိရင်တဘွားပဲသိမှာဖြစ်တယ်။ရှင်တဲ့နှလုံးထဲမှာမချင်နှက်မှုကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းကလေးစားချေလို့တစ်ဖက်သားအပေါ်မှာကျွလွန်မိမဲ့အကုသိုလ်အလျော်စွာဒုက္ခရောက်ဖို့တွေကအများကြီးဖြစ်တယ်။ ဒါကြောင့်မို့မြတ်စွာဘုရားကနော်ရှင်နေနှလုံးထဲမှာမှတ်မထားနေအဲ့တော့ဘုန်းကြီးတို့တတွေဟာဘာကြိုးစားရမလဲကိုယ်ဆဲသွားလို့ရှင်ဘာဖြစ်လဲလူကဆဲလိုက်တာနဲ့တပြိုင်နက်လူတွေမှာမာနဆိုတာရှိတယ်မာနဆိုတာငါ့ကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ် အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနအာကိုယ်ဆဲတာကိုငုံခံရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှယူဆကြမြတ်စွာဘုရားကတော့အဲ့ဒီလိုမဆိုဘူးအကောဒေနစိနေကောဒာကိုကိုဒေါသနဲ့တစုံတစ်ခုလုံးမယ်ဆိုရင်ကိုက ဒေါသနဲ့မတုံ့ပြန်မဲနဲ့သီခံခြင်းဖြင့်အနိုင်ယူရမယ်လို့မြတ်စွာဘုရားတည်တူဟောတာသို့သောအနိုင်ယူပုံယူနည်းကလောကလူသားတွေအနိုင်ယူပုံနဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူပုံအလွန်ကွာခြားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းအဆဲခံရတဲ့အကျိန်ပေါင်းများစွာပဲကိုယ်တိုင်အဆဲခံရတယ်သို့သောမြတ်စွာဘုရားဆဲလာတဲ့အခါ ငါကိုဆဲသွားတယ်လို့စိတ်ထဲမှာ ရှိကိုမရှိဒီလူငါကိုဆဲသွားတယ်ဆိုတော့အတွေးကိုခေါင်းနဲ့အထက်မထည့်ဘူးအဲ့ဒီခေါင်းနဲ့ထည့်လိုက်တာဟာမပွေးတကောင်ကိုခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကို့အတွက်မှာအနည်းကြီးတစ်ခုဖြစ်လာသို့သောလောကလူသားတွေကတိလာလို့ဆိုမသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင်လုပ်နေတယ်လဲဆိုရင် မာနဆိုတဲ့တရား ငါထီးရင်မခံဘူးဆိုရင်မာနတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုတဲ့ကလေသာချိန်မှုပဲမှာလောကလူတွေဟာအတန်နေကြတယ်ဒီကံချင်းခွင့်လွှတ်ခြင်းဆိုတာကိုယ်အလို့မဟုတ်တလို့နေကြတာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးရံပွဲတွေနဲ့လွှမ်းမိုးပြီးတော့သွားကလေသာချိန်မှုတွေနဲ့လွှမ်းမိုးသွားတယ်မဆုံးနိုင်တဲ့ အမုံးတန်တရားကြီးတဲမှာ ကိုလဲယမကင်တဖက်သားလဲယမကင်တုံးနဲ့တူငိမ့်ချမ်းချင်းဆိုတဲ့အရာသားတွေဆုံးရှုံးသွားတယ်ဆိုတော့လောကလူသားတွေဟာမတိကြဘူးပေါ့